အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေဟာတင်းတင်းတင်းတချင်ချင်မှာအကြံပေးဖို့လည်းလိုလာတတ်ပါတယ်အကြံတောင်းဖို့လည်းလိုလာတတ်ပါတယ်အဲ့တော့လိုအပ်တဲ့အခါမှာအကြံတောင်းတတ်ဖို့သူများအကြံတောင်းလာတဲ့အခါမှာအကြံပေးတတ်ဖို့ဆရာသင်ပေးမှာဖြစ်ပါတယ်စာကြောင်းအဖြစ်တော့၅ကြောင်းနဲ့ရှိရဆိုပေမဲ့အမှားလည်းမှတ်သားစရာ vocabulary တွေ usage အတိတ်တွေပါတာဖြစ်တဲ့အတွက်ကြောင့်တခြားလေးကြည့်လိုက်မယ်ဆိုလို့ရှိရင်တခုခုရသွားမှာပါဆရာသေးသေးရှင်းပြမှာဖြစ်တဲ့အကြောင်းတခုခုရသွားမယ်ဆိုတော့အာမခံတယ်ပေါ့နော်ကြည့်အဲ့တော့ကြည့်လိုက်အောင်ငါဘာလုပ်တဲ့လဲ ဲ့ဒီမေးခွန်းလေးကိုအချိန်ကအဖြစ်မေးတင်မေးတက်ပြီလားမေးတက်ရင်စကားပြောကြည့်လိုက်ငါဘာလို့တင်လဲအဲ့လိုမေးကြည့်လိုက်ပါအောင်မင်းသွားတင်တယ်လို့ငါထင်တယ်မင်းစိတ်ရှည်တင်တယ်လို့ငါထင်တယ်မင်းပွတ်ပွတ်လင်းလင်းပြောတင်တယ်မင်းအရန်မစိုးရင်တင်ပါဘူးစသည်ဖြင့်ဒီအချိန်ကလေးကိုပြောပြတတ်အောင်တင်ပေးမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ခုဟောက်အရင်ပြောကြည့်နေတယ်ဆိုရင်ဗီဒီယိုလေးကိုခဏချက်ပြီးခုဟောက်အရင်ရှားရည်ကြည့်လိုက်အဲ့အဲ့ဒါပြီးလို့ရှိရင်အဲမရတော့ဘူးဒါပြီးပြီဆိုလို့ရှိရင်ဆရာအဖြေတိုက်ပြရအောင်ကြီးလိုက်မယ်မသိရရင်ပါလို့ရှိရင်မှတ်လိုက်မယ် စာအုပ်တအုပ်လေးနဲ့တတိယရာလေး day 1 day 2အလုပ်လေးမှတ်သွားမယ်ဆိုလို့ရှိရင်လက်ချောက်ဆက်နဲ့ english speaking တတိယရာတိုးတက်လာမှာပါကဲဒါပြင်လဲဆရာဆက်ပြီးတော့သင်ပေးဦးမှာပေါ့နော်ဒီဈာယမှာရှိတဲ့ဟာတွေတနေ့တစ်ပုတ်မကြော်ပဲကြည့်သွားမယ်ဆိုလို့ရှိရင်အထိတ်ဆန်မိပြီးတော့ပို့ပြီးတော့သင်ရတာပြောဆရာကောင်းပါတယ်တစ်ပုတ်တက်ွက်ကြည့်တော့လည်း တပုတ်စာရမှာပေါ့နော်။ကဲဒီမှာမှတ်ထားမှာတင့်နေဆိုတာဒီသုံးဖို့အတွက် model တစ်လုံးဖြစ်တဲ့ဒီ shoot ကတော့မဖြစ်မနေသိထားရမယ်။အဲ့ဒီ shoot ဒီ suggestion လို့ခေါ်တဲ့အကြံပေးတဲ့အခါမျိုးတွေမှာသုံးတယ်။အကြံယူမဲ့အခါအကြံပေးတဲ့အခါမှာသုံးမယ် shoot model ။သူနဲ့သုံးတာသူနဲ့တွဲထားတော့ verb infinitive လို့ခေါ်တယ်။ဒါပေမဲ့ဆရာကတော့လူတိုင်းနားလည်အောင်ဆရာဒီနားမှာ verb zero လို့ဆရာပြောတယ်။ original verb သုံးမယ်ပေါ့။ကဲဟုတ်ပြီလဲမေးခွန်းရဲ့ထုံးစံအတိုင်းပဲ shoot ကို wh ထုံးမယ်။ဘာဆိုရတဲ့အကြောင်းမှတ်ထုတ်လိုက်မယ်။ဟုတ်ပြီအကူထုတ်မယ်။ဒီမှာလာတဲ့ခုန shoot ကိုသုံးမယ်။ h ကိုရှေ့ကိုထုတ်ရတယ်။မေဘုံရဲ့တဘာဝရအကူထုတ်မယ်ပြီးရင်ဒီမှာ subject လာတော့မယ်။ငါဆိုတော့ i လောက်တာ do ပေါ့။အဲ့တော့ what should i do အဲ့အတန်ဆက်တဲ့တဘောရ AI ကိုယူနောက်လုံးက AI ကိုယူဆိုသူရှိရဒီအကောင်ရအတန်ဆက်ရတယ်ဆိုတော့ဒီတိုင်းဒီနဲ့ identify ဆိုတော့လည်းလည်းထွက်တော့တာပေါ့နော် what should i what should i do what should i do ငါဘာလို့တင့်လဲနောက်တစ်ခါ main သွားတင့်တယ်ဒါကိုအရင်ရေးမယ်နော် main ဆိုတော့ you subject ပြီးဘက်ကိုသွားမယ်ဘက်ကတင့်တယ်ဆိုတဲ့သဘောတရားလေးပေါအောင်ရှုတ်သုံးမယ်ခဏကတင့်တယ်ဆိုတာရှုတ်လေသူကမှသွားတာ go ပေါ့ဒီရှုတ် go ဒါက verb လောက်ဆို verb အဲငါပြောတဲ့ verb zero ပေါ့နော်မင်းသွားတင့်တယ် you should go အဲ့ဒါကမှငါထင်တယ်ဆိုတာလေးကိုပြောချင်ရှေ့မှာထည့်ရတယ်သူကတရားငါထင်တာ i think ပေါ့နော်အဲ့တော့ i think you should go မင်းသွားတင့်တယ်လို့ငါထင်တယ်ဟောနောက်တစ်ခါမင်းစိတ်ရှည်တင့်တယ်လို့ငါထင်တယ် ငါထင်တော့ခဏထားသူအရှိမထည့်ပြောလိုက်ရမပြောလဲမပြောလဲရတယ်ဒီ i think လေးဖြုတ်ပြီးတော့ you should go မင်းသွားတင်တယ်ဒီလိုလေးပြောလိုက်ရတယ်လို့ i think you should go မင်းသွားတင်တယ်လို့ငါထင်တယ်လို့ထည့်ပြောလိုက်ရတယ်ဒါပေမဲ့ဒီလိုလေးအရေးကြီးတာကမင်းစိတ်ရှိတင်တယ်အရှင်ပြောတတ်အောင်ဟုတ်တယ်မလားအဲ့တော့ mean ဆိုတော့ you တင်တယ်ဆိုတော့ဘာလောက်မှာလဲဆိုရင် should လောက်မယ်ပြီးရင်စိတ်ရှိတာမှတ်ထားမယ် patient p a t i e n t patient ဒါပေမဲ့အဲ့လိုကြီးလိုက်မှာပါဘာဖြစ်လို့မှားသွားလဲ ဒီမှာလေးကိုရည်ဒီမှာလေး patient ရည်လို့မရဘူးလားမရအောင်အဲ့တော့ဆို patient ဒီ adjective ဖြစ်တယ် patient ဒီဘာဖြစ်လဲဆိုရင် adjective ဖြစ်တယ်ပေါ့နော် adjective ဒီဘာနဲ့ဆုံးလဲဆိုရင် the နဲ့ဆုံးလဲ the နဲ့ဆုံးတဲ့ကောင်ကဒီ the ဖြစ်အောင်လုပ်ပေးရတယ်ပြီးတော့မှဒီ short နဲ့တွဲလို့ရတယ် the နဲ့ဆုံးတဲ့ကောင် the ဖြစ်ဖို့အတွက်ဘာထည့်ရလဲဆိုတာရှေ့မှာတင်ထားပူလဲ msr တွေထည့်ရတယ် what where ထည့်ရတယ်ပြောမယ်ဆို but to be တွေထည့်ရတယ် short ကနောက်မှာဘာလိုက်တယ်ဆိုတဲ့ sequence ရှိတယ် for zero လိုက်တယ်ဆိုတဲ့ sequence ရှိတယ်အဲ့တော့ဒီနေရာမှာထည့်မဲ့အလုံးဒီ but to be အုပ်စုထဲမှာလဲပါရမယ် but zero လဲဖြစ်ရမယ် ဗတ်တူဘီထဲမှာပါတဲ့ verse ကိုဒီ BB ဖြစ်တယ်။အားကြောင့် you should be patient ဆိုပြီးဖြစ်သွားတာ။ဒါလူနာစတိတ်မှာထွက်တယ်။ဒီမှာကတော့စိတ်ရှည်တော့ပြောပြပြမယ်နော်။ဆရာကိုကကျတော့ dang ရေးပြီးတော့ patient ကြမှာဘာကြောင့် be လာထည့်ရလဲဆိုရင် patient ဒီ go လို့မျိုး verb မဟုတ်ဘူး adjective ဖြစ်တယ်။ adjective ဖြစ်တဲ့အတွက်သူရှိမှာဗတ်တူဘီထည့်ဖို့လိုတယ်။ပုံမှန်စာကြောင်းဒီမှာဆို msr တွေ words တွေထည့်တယ်။ဒီမှာကျတော့ short အနောက်မှာဆို msr တွားထည့်လို့မရဘူး။ဘာကြောင့်လဲ။ MD SDR ဆိုတာက back to be အောက်မှာရှိတဲ့ back 1တွေဟိုကဘာမှလက်မခံဘူးသူက zero ပဲတောင်းရမယ်ဆိုတော့ back to be လည်းဖြစ် back zero လည်းဖြစ်တဲ့ B ကိုထည့်လိုက်တာဖြစ်တယ်အဲ့လိုနားလည်မယ်တူရယ်နော်အဲ့တော့ you should be patient message ရှင်းတင်တယ်။အဲငါထင်တယ်လို့ထည့်ချင်ဒီရှိမှာထည့်လိုက်ပေါ့ I think you should be patient message ရှင်းတင်တယ်လို့ငါထင်တယ်။နောက်တစ်ခါ main ပွပွလင်းလင်းလေးပြောတင်တယ် subject က you ပေါ့ subject ပြီးဟိုနောက်က verb ကိုသွားတင်တယ်ဆိုတာ should ပေါ့ you should အာပြောတာကိုဒီမှာ talk လို့ပြောမယ်။ဘာလို့ဆိုတော့သူပြောပြင်ဟိုဘက်ကလည်းပြန်ပြောမှာအပြန်လန်ပြောရတဲ့သဘောတရားပိုင်းရင် talk လို့ပြောမယ်နော်။ပွပွင်လင်းလေးကတော့တော်တော်လွယ်လွန်ပါလေ။ပွင့်တာ open မလား။ open လေး။ပွပွင်လင်းလေးမင်းပြောတင်တယ်။နောက်တစ်ခါကျတော့မင်းအရှင်မစိုးရင်တင်ပါဘူး။ဟာတင်တာပြင်မတင်တာလေးလည်းပြောဦးမှာပေါ့ဟုတ်တယ်မလား။မတင်တာလေးလည်းပြောဦးမှာပေါ့။မင်းဆိုတော့ you တင်တာ short မတင်ဘူးဆိုတော့ anapostrophe t လေးထည့်ကြတော့ shouldn't ဖြစ်သွားတယ်။ you shouldn't ။စိုးရင်တာ verb ဆိုတော့တန်းရေးလို့ရတယ်။ sorry worry worry လို့တမထောက်ဘူးနော် worry လို့တထားမယ် worry အယံဆိုတာအင်္ဂလိပ်လိုဆိုဘယ်လိုခေါ်လဲဆိုရင် too much you shouldn't worry too much you shouldn't worry too much လို့ပြောမယ်မင်းအယံကြီးလည်းမစိုးရင်သင်ပါဘူးခဲ့ဒါဆိုရင်ဒီနေ့မှာလည်းအကြံပေးတတ်ပြီအကြံလည်း ယူတက်ပြီပေါ့เนาะအဲ့လိုမျိုးလေးကြောကြောသွားမလို့ဆရာတော်ယူစားတယ်မတိကြသုံးလုံးလေးပါလို့ရှင်ချပြီးတော့ရေးလိုက်မယ်ရေးပြီးတဲ့အခါမှာရှေ့ရ D1 တွေကိုပြန်ပြန်ပြီးတော့ပြန်ကြက်ကမယ်เนาะပြန်လေ့ကျင့်ရမယ်ဒါမှခေါင်းထဲမှာစွဲမြဲနေမှာဘာဖြစ်လို့ဆိုတော့ဆရာတို့ကပြန်လေ့ကျင့်စရာနေရာတခုမရှိဘူးဆိုလို့ရှင်အဲ့လိုပြန်ကြည့်မှပြန်ကြည့်ဖို့လိုတယ်အဲပြန်ကြည့်လေ့ကျင့်မဲ့နေရာရှင်ပြန်လေ့ကျင့်မဲ့အသုံးချမဲ့လုပ်ငန်းဝင်သမားဆိုရင်ဆရာစမကြီးများဖြစ်ခဲ့ရင်သင်ကြားနေလူများဖြစ်လို့ရှင်ပြန်ပြီးတော့သင်ကြားပေးကြည့်မယ်ဒီလိုနေရာအဖြစ်ကိုခေါင်းထဲမှာစွဲမြဲသွားမယ်ပေါ့เนาะကိုယ်ပိုင်လေးတွေဖြစ်သွားအောင်ယူလိုက်ကြပါเนาะအားလုံးပဲကြိုးစားကြပါ fight တင်ပါ